မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘိုးကျုပ်ချိုထွန်းအောင်ကိုရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ပစ်ခတ်ရှင်းလင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2023ခုနှစ်တွင်မင်းအောင်လိုင်းကိုတိုင်ဝနကြော်တင်ဘွဲ့ပေးအပ်ခံရသူဘိုးကျုပ်ချိုထွန်းအောင်ကို၎င်း၏ A1 လမ်းပေါ်ရှိနေအိမ်ရှိတွင်ပင် မျိုးပြပျောက်ကြားရဲဘော်များကပြစ်ခတ်ရှင်းလင်းခဲ့ပါတယ်။ဗိုလ်ချုပ်ချုပ်ထွန်းအောင်သည့်စစ်တပ်ဗိုလ်မှူးကြီးအစ်စက်မှစတင်တက်ရောက်ရသည့်နိုင်ငံတော်ကာကွယ်ရေးတပ်ကတုံ National Different College NDC တွင် Internet Security Counter Terrorism နိုင်ငံတော်လုံခြုံရေးနှင့်အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နှင့်နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေသူဖြစ်ပါတယ်။ အဆိုပါပြစ်ခတ်ရှင်လင်မှုကို Golden Valley Warriors အဖွဲ့ကကာလအတော်ကြာအချက်လက်စုဆောင်းစုံစမ်းထောက်လှမ်းအတည်ပြုနိုင်ခဲ့ပြီးနောက်ပြစ်ခတ်ရှင်လင်ခဲ့ခြင်းဖြစ်တယ်ဟုထုတ်ပြန်ပါတယ်။စစ်တပ်မှဘုံမှုကျုံဘုံကျုံရာတို့ဖြင့်အငိမ့်စားယူခဲ့တော့လဲလက်ရှိအကြံဖက်စစ်တပ်ဤနေစဉ်လူမဆန်မှုများစွာအတွက်စစ်ဘက်ဆိုင်ရာတင်ကြားပို့ချနေသူများကိုလည်းစီရေးပြစ်မှတ်အဖြစ်သတ်မှတ်တုတ်တင်ခဲ့ခြင်းဖြစ်သည်ဟုဖော်ပြထားပါတယ်။ ဗိုလ်ချုပ်ချိုထွန်းအောင်သည်ကမ္ဘောဒီးယားနိုင်ငံတန်ဖက်ဖြစ်ပါဆောင်ရွက်ခဲ့ပြီးမြန်မာပြည်ပြန်ရောက်ချိန်မှစတင်ကနေပြီးတော့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NTC တွင်အကြမ်းဖက်စစ်တပ်အရာရှိကြီးများကိုစက်တိုက်တင်နှံပို့ချနေခြင်းဖြစ်ပါတယ်။2025ခုနှစ်မတ်လ26ရက်နေ့တွင်မင်္ဂလာတောင်လေးတက်စခန်းမှာစစ်တပ်တွေယူပို့ဆောင်ရေးလျင် MAF003 အထူးလျှင်ဖြင့်စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနဲ့ထင်ရှားအရေးပါသူများကိုနေပြီးတော့စစ်ရေးပြအခမ်းအနားတက်ရန် မေအောင်လိုင်းကစီစဉ်ပေးထားခဲ့ပြီးအဆိုပါလျင်ပေါ်တွင်အင်းနေဝင်တို့မိသားစုအပါအဝင်ဗိုလ်ချုပ်ချုပ်တွန်းအောင်လည်းပါဝင်ခဲ့သည်2025တမတော်နေ့စီရေးပြပွဲအခမ်းအနားအပြီးမလ28ရက်နေ့ပြီးတော့မှရန်ကုန်အပြည့်လန်းကျောင်းအတွက်ကိုမူစစ်တပ်တည်ယူပို့ဆောင်ရေးလေယာဉ် MAF0011 အတူးလေယာဉ်ဖြင့်ပြန်လာခဲ့ခြင်းဖြစ်သည်မေအောင်လိုင်းသည်2023ခုနှစ်ဇန်နဝါရီလတရက်နေ့တွင်ဗိုလ်ချုပ်ချုပ်တွန်းအောင်ကိုလူကိုယ်တိုင်ဘွဲတစိတ်ပေးအပ်ခဲ့ပြီးရွှေချိန်၅ချက်သားပါကုန်ပြူစုပါတပါးရေပေးအပ်ခဲ့သည် ဂိုရန်ဗယ်လီဝါရီစ်အဖွဲ့သည်အကြမ်းဖက်လေတပ်လေယာဉ်မှူးများ၏အချက်အလက်များကိုလည်းသတင်းစုဆောင်လျက်ရှိရာ၎င်းတို့၏ဆက်ဆက်သတင်းများရရှိထားပါကမိမိတို့အဖွဲ့ထံပေးပို့ရန်ပြည်သူများကိုတောင်းဆိုလိုသည်ဟုကြေညာသည်ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်ရှိမော်ခီစစ်ကောင်စီစခန်းကိုတော်လန်ရေးပူးပေါင်းတပ်များစတင်ထိုးစစ်ဆင်တိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကရင်ပြည်နယ်မြဝတီမြို့နယ်ထိုင်းမြန်မာနယ်စပ်ရှိမော်ခီစစ်ကောင်စီစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်များစတင်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းထိုင်းမြန်မာနယ်စပ်မှစစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါရယ် ရှမန်နေမေလ22ရက်နေ့နနက်9:00နာရီအချိန်တိုင်းမြန်မာနယ်စပ်ရှိမြဝတီမြို့တောင်ပန်းဘောလာဒေတာအတွင်းရှိအကြံဖတ်စစ်တပ်ဤမော်ခီစခန်းနေရာကိုခေါ်သူလေးတက်မတော် KTLA မှဘိုကျုံနေဓမြလက်အောက်ခံမဟာမိတ်ပူပေါင်းတပ်များကအထူးစစ်စင်တိုက်ခိုက်နေသည့်အတွက်တိုက်ပွဲပြင်းထန်နေကြောင်းတိုင်းမြန်မာနေချာကော်မတီနှင့်ဤဆက်သည့်စစ်တရင်ရင်မြစ်ကပြောဆိုပါတယ် KTLA 4နေတာအဖွဲ့တွင်ပြစ်တာလို့တော့သိရတယ်ဒရုန်းတွေကျဲချတာထိုင်းဘက်ကတွေ့နေရတယ် ဘောလေယူဟာကလက်နက်ကြီးပြစ်ထူတာလဲတွေ့နေရတယ်။ထိုင်းဘက်ကိုကြည်မကြဖို့လေရင်ကြော်မလာဖို့ထိုင်းဘက်ကစစ်တပ်ကတော့အသိအနေထားပဲဟုထိုင်းမြန်မာနယ်ကြားကော်မတီနဲ့ဤဆက်သည့်စစ်သတင်းရင်းမြစ်ကပြောဆိုပါရယ်။ထို့သောတိုက်ပွဲဖြစ်နေသည့်အတွက်မြဝတီဝေါ်လီလမ်းပိုင်းကို KNU တပ်မဟာ6နဲ့မြေအတွင်းရှိမဟာမိတ်ပူးပေါင်းတပ်များကခိတ္တအသွာလာရက်ဆိုင်ထားပြီးသုံးတပ်ကွေဖလူချေးရွာအထိ KNLA စစ်ကြောင်းများကိုလည်းတက်လှမ်းတရီပေးထားကြောင်းသိရပါရယ်။ ဝေါ်လီအထက်ပိုင်းဒေသတွင်အကြမ်းဖက်စစ်တပ်ဝေါ်လီဗျူဟာကနေလီစခန်းများရှိနေပြီးဝေါ်လီအောက်ဖက်ပိုင်းတွင်ဥကရစ်ထဝေါ်မီထစစ်စခန်းများတေဘောဘူးစစ်စခန်းများကျန်ရှိနေသည့်ကြောင့်သိရပါသည်လက်တလောထိုင်းမြန်မာနယ်စပ်အော်ဖရာမျိုးနှင့်အုံဖြံမျိုးအနီးမြန်မာဘက်အချမ်းတွင်တိုက်ပွဲပြင်းထန်နေသည့်အတွက်ထိုင်းနယ်ခြားဆောင်စစ်တပ်ကစည်ရေးအသင့်အနေဖြင့်ကင်းလည်လျက်ရှိကြောင်းသိရပါသည် ဆက်လက်ပြီး KIO2 ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးကန်ဆောင်ရှမ်းမြောက်ရှိတက်မဟာတုံးကုတို့သွားရောက်ဝါဒေတာခေါင်းဆောင်များနဲ့တွေ့ဆုံတော့လဲ FPNCC အစည်းအဝေးတက်ရောက်ခြင်းမဟုတ်ဟု KIA ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒုတိယဥက္ကဋ္ဌဗိုလ်ချုပ်ကြီးကန်ဆောင်ဤရှမ်းပြည်နယ်မြောက်ပိုင်းခရီးစဉ်အတွင်းရင်းဒေတာရှိကချင်လွတ်လပ်ရေးတက်မတော် KIA တက်မဟာလေးတက်မဟာ6နဲ့တက်မဟာ10တို့သွားရောက်ခြင်းဖြစ်ကြောင်း KIO KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ ဖိုချုပ်ကြီးကန်ရှာဝရဒေတာ၌မိလာကကျင်းပသည့်ထီတော်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC အစည်းအဝေးတက်ရောက်သည်ဆိုသည့်သတင်းမှလည်းမဟုတ်ပဲဝရဒေတာတို့တွားရောက်ခါခေါင်းဆောင်အချင်းချင်းတွေ့ဆုံခဲ့ခြင်းသာဖြစ်သည်ဟု၎င်းကရှင်းပြပါသည်ကျွန်တော်တို့ရဲ့ဒူဥက္ကဋ္ဌကန်ရှောင်းကတော့ဝါဘက်ကိုသွားပြီးမှ FCNCC အစီအဝေးတက်တဲ့ဆိုပြီးမှ line ပေါ်မှာတော်တော်လေးတွေ့ရတာပေါ့ကျွန်တော်တို့ဒူဥက္ကဋ္ဌ ဦးကန်ရှောင်းကတော့ဝါဘတ်မှာအစည်းအဝေးသွားတက်တာမဟုတ်ဘူးကျွန်တော်တို့တောင်ပိုင်းတိုင်းဘက်မှာရှိနေတဲ့တက်မဟာလီ6တဆယ်တွေကိုသွားပြီးမှသွားကြည့်တာပါလိုအပ်တာတွေကိုမှာကြတာခွန်အားပေးဖို့သွားကြည့်ရင်လည်းဝါဘတ်ကိုလည်းရောက်တဲ့သဘောဖြစ်ပါတယ်ဝါဘတ်ရောက်တာလည်းတကယ့်အစည်းအဝေးလို့လို့ရောက်တာတော့မဟုတ်ပါဘူးကျွန်တော်တို့တော်လန်ရေးအချင်းချင်းဆိုတော့ညီကိုရီဆိုတော့မတွေ့တာလည်းကြားတယ်ဆိုတော့လူကြီးချင်းချင်းသွားတွေ့ကြတယ်ဟုဘုံမူကြီးနော်ဘူကပြောပါတယ် ဝါကောင်းဆောင်များနဲ့တွေ့ဆုံရတွင်မိသည့်အကြောင်းအရာများဆွေးနွေးသည့်ကိုမသိရကြတရားဝင်အစည်းအဝေးလုပ်ရန်တွားရောက်ခြင်းမဟုတ်၍တရင်ပြန်ကြားရေးဌာနသို့ညွှန်ကြားချက်မရှိကြောင်းပုံမူကြီးနော်ဘူးကပြောပါရယ်ရှမ်းမြောက်တွင် KIA တပ်များနှင့်တပ်အောင်တပ်မတော် DNLA တပ်များအကြားနေမည်ဆိုင်ရာပြဿနာများဖြစ်ပွားနေသည့်အခြေအနေတွင် KIA ရခင်စစ်ဦးစီးချုပ်လည်းဖြစ်ခဲ့သူအဖွဲ့ဒုဥက္ကဋ္ဌဟိုးဝထုတ်ကြီးကန်ရှောင်းကရှမ်းမြောက်ရှိ KIA တပ်မဟာများသို့တွားရောက်ခဲ့ခြင်းလည်းဖြစ်ပါရယ် KIA နဲ့ TNL တို့သည်လည်းနှစ်ဖက်အကြားနေမြေဆိုင်ရာအငင်းပွားမှုအပါအဝင်မဟာမိတ်အချင်းချင်းအကြားပြဿနာများနှင့်ပတ်သက်ပြီးဗဟုအဆင့်ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးရန်ပြင်ဆင်နေကြောင်းနှစ်ဖက်ကအတည်ပြုထားတော့လည်းတွေ့ဆုံဆွေးနွေးပွဲဖြစ်မဖြစ်တရားဝင်ထုတ်ပြန်ပြောဆိုမှုရှိသေးပြီဆလပီမြန်မာနိုင်ငံမှတူနာပြူပွဲနှင့်ဒီပလိုမာရတူနာပြူများကိုစင်ကာပူလိုင်စင်ရတူနာပြူဆောင်ပွဲတို့ဝင်ရောက်ဖြေဆို့ခွင့်စစ်ကောင်စီကပိတ်ပင် ပြပရမြမသူနာပြများ၏နိုင်ငံကူးလက်မှတ်များတက်တန်းတိုးခွင့်ကိုလည်းစစ်တပ်ကပိတ်ပင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာသူနာပြပွဲနဲ့ဒီပလိုမာရသူနာပြများကိုစင်ကာပူတွင်လိုင်စင်ရသူနာပြဆောင်မှုပွဲများသို့ဝင်ရောက်ဖြည့်ဆို့ခြင်းမပြုနိုင်ရန်စေကောင်းစီကပိတ်ပင်လိုက်ကြောင်းဆောင်မှုပွဲဖြည့်ဆို့ရန်တိုးပန်းနေကြသည့်စင်ကာပူရောက်မြန်မာသူနာပြတချို့ကသတင်းဌာနသို့ပြောဆိုပါတယ်။ မြန်မာနိုင်ငံတွင် Bachelor နှင့် Diploma in Nursing ဖြင့်ကျောင်းပထသောသူနာပြုများအနေဖြင့်စင်ကာပူနိုင်ငံသို့ထွက်ခွာမည်ဆိုပါကစစ်ကောင်စီကပညာရေးသင်ယူမှုထောက်ခံချက်မှတ်တမ်း transcript letter ကိုလုံးဝထုတ်မပေးတော့ကြောင့်အဆိုပါပညာရေးသင်ယူမှုထောက်ခံချက်မှတ်တမ်းသည်စင်ကာပူနိုင်ငံတွင်ပြုလုပ်နေသည့်လိုင်စင်ရသူနာပြုစာမေးပွဲသို့ဝင်ရောက်ဖြေဆိုရန်အဓိကကြသည့်စာရွက်စာရန်ဖြစ်ကြောင်းစေကောင်စီကထို့သို့ transcript letter ထုတ်မပေးဘဲပြိပင်လိုက်သည့်အတွက်ပြည်ပရောက်သူနာပြူများအခက်တွေ့နေရကြောင်းသိရပါတယ်။မြန်မာနိုင်ငံမှာသူနာပြူပါသားရဲ့ဖြစ်အကြောင်းပြထားသူများသည့်စင်ကာပူနိုင်ငံတွင်သူနာပြူအကူအနေဖြင့်နှစ်နှစ်လုပ်ငန်းခွင်ဝင်ရောက်နိုင်ပြီးနှစ်နှစ်ပြီးပါကစင်ကာပူ SNB စင်ကာပူ Nasen ဘုတ်ကပြုလုပ်သည့်လိုင်စင်ရသူနာပြူဆောင်မှုပွဲဝင်ရောက်ဖြေဆိုရကြောင်းရင်ဆောင်မှုပွဲဝင်ရောက်ပြေဆိုရန်အတွက်မိမိတက်ခဲ့သောကြောင့်မှသူနာပြုဘာသာရပ်ဆိုင်ရာပညာရေးသင်ယူမှုထောက်ခံချက်မှတ်တမ်း transcript letter တင်ရကြောင်းသိရပါတယ်။ စစ်ကောင်စီကပြည်တွင်းမှာဘွဲယူသွားတဲ့သူနာပြုတွေအတွက် transcript letter ထုတ်မပေးတော့ဘူးလို့တရားဝင်ပိတ်ပင်လိုက်တယ်။စင်ကာပူ SNB ဘက်ကလည်းသူတို့ဘက်က transcript letter မထုတ်ပေးဘူး။ ။တရားဝင်ပိတ်လိုက်ပြီးဆိုပြီးစားပိုးတယ်။မစားရတဲ့အမေသေးနဲ့ပတ်တာပေါ့။အခုနှစ်မှာမြမသူနာပြုစစ်ကောင်စီနဲ့သူနာပြုတက္ကသိုလ်သူပြုတင်တဲ့အကြောင်းတွေရဲ့ရုံမှမှုကြောင့်ဒီပားရောက်သူနာပြုတွေတော်တော်လေးဒုက္ခရောက်ကုန်တယ်။ပညာတွေတင်ပြီးခိုးနဲ့ထိုက်တန်တဲ့ຢာတို့မရကြတော့ဘူး။သူများနိုင်ငံကအခွင့်အရေးပေးတာတောင်ကိုယ်နိုင်ငံကအခွင့်အရေးမရအောင်လိုက်ပိတ်နေတာဟုသူနာပြုတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ထို့ပြင်မြန်မာနိုင်ငံမှာသူနာပြုပွဲရဒီပလိုမာကျောင်းပြီးထားပြီးပြည်ပရောက်နေသူများအလုံးဤနိုင်ငံကူးလက်မှတ်များကိုလည်းမြေတီတန်ယုံတွေမှာတက်တန်းတိုးမပေ တော့ကြောင့်တက်တန်းတို့လိုပါကမြမပြည်တို့ပြန်ကစမရေးဝင်ကြီးဌာန၏ထောက်ခံချက်ဖြင့်နိုင်ငံကူးလက်မှတ်ပြန်လည်လျှောက်ထားရမည်ဟုတန်ယုံများကမြမသူနာပြူများကိုတရားဝင်အတီးပေးလာကြောင်းသိရှိရပါသည် ပြပရောက်သွားတဲ့မြန်မာသူနာပြုတွေအားလုံးကိုအမိပြတ်စရင်သွင်းလိုက်တာပြပရောက်မြန်မာသူနာပြုတွေအားလုံးကိုတန်ယုံတွေမှာနိုင်ငံကူးလက်မှတ်တတ်တော်နှိုးဝဲမပေးတော့ဘူးစင်ကာပူရောက်မြန်မာသူနာပြုလေးတွေတော်တော်လေးဒုက္ခရောက်ရတယ်ဟုစင်ကာပူရောက်မြန်မာသူနာပြုတအုပ်ကပြောဆိုပါတယ်အကြံပတ်စစ်ကောင်စီကစစ်မှရေးဝန်ကြီးဌာနလက်အောက်ရှိသူနာပြုများစစ်မှရေးဝန်တန်းများနဲ့ဆရာဝန်များကိုလည်းနိုင်ငံကူးလက်မှတ်လျှောက်ထား권များတင်းကျပ်ထားပြီးစစ်မှရေးဝန်ကြီးဌာနခွင့်ပြုချက်မရှိဘဲနိုင်ငံကူးလက်မှတ်လျှောက်ထား권မပြုကြောင်းသိရပါတယ် ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။